ားလုံးမင်္ဂလာပါသော all in one channel မှာကြိုဆိုလိုက်ပါတယ်အခုတွားရောက်ဖူးမြော်မှာကတော့ရန်ကုန်မြို့ဗဟန်းမြို့နဲ့အရှိပဲမုံနဲ့ဗဟန်းစီနာမှာရှိတဲ့မဟာဇေယအတုလမလဇိန်ခြေတုံးဖရာရွယ်ဖြစ်ပါတယ်ခင်ဗျာ ုရားကျောင်းဆောင်ရဲ့အရှိမတော်မဟာမင်္ဂလာကံဆိုတာရှိပါတယ်ခင်ဗျာခုလိုပဲတရားပေါ်ကနေရှောက်သွားပြီးတော့ဘုရားရှင်ဝင်ရောက်ပြုမြောက်နိုင်မှာဖြစ်ပါတယ်။ရှင်ဥပကုတ္တမထေရဲ့เจ้าဆောင်တစ်ခုကိုလည်းတွေ့ရပါတယ် ခြေတုပ်ဖျားကြီးကိုလာရောက်ဖူးမြော်ရဲဝင်ပေါက်ကဒေတာရှိတဲ့ဘန်ဟဲစေဘက်ကဝင်နေဆိုရင်လည်းဝင်လို့ရပါတယ်ခင်ဗျာ။ တရားဆုံးပြီဆိုတာနဲ့အခြေသွင်းဖရားကြီးကိုစတင်ပြီးတော့ဖူးမြော်နိုင်မှာပဲဖြစ်ပါတယ်ခြေသွင်းဖရားရဲ့မြင့်နေစာမှာရှိရဲ့အလားစင်တာရဲ့အရာများဖြစ်ပါတယ် ဖရာရဲ့ဘွဲ့တော်ကတော့မဟာစီရအတုလာမာရစေခြေတွန်းဖရာကြီးပဲဖြစ်ပါတယ်ခင်ဗျာအလီဒီဇိုင်းပုံနဲ့ဖရာရဲ့နာမည်ကိုထိုးပြထားတာဖြစ်ပါတယ်ဖရာရဲ့ညင်တော်ကတော့တော်တော်လေးကိုမြင့်ပါတယ်ခင်ဗျာထိုင်တော်မူရောပွားတော်ဖြစ်ပြီးတော့ ရုပ်ပါတော့ကတော်တော်လေးကိုကြီးပါရဲ့ခင်ဗျာ ဒီတစ်ဖက်တစ်ချက်မှာတော့ရက်တော်မူရုပ်ပွားတော်တဆူစီရှိပါတယ် ရုပ်ပွားတော်ရဲ့ပုံစံကတော့ဗကန်ခေလို့ရရုပ်ပွားတော်ရဲ့အဆင့်တူပါတယ် ဌာနဖြစ်ပါတယ်ကုတ္တမြာမှာတော့ဆူတောင်းပြအယောခွင့်ဆက်တော်ဖြစ်ပါတယ် နေပေါ်မှာလည်းဗုဒ္ဓဝင်စက်တော်နဲ့သက်ဆိုင်တဲ့ပကြီကမ်းများကိုထိတ်ဆွဲထားတာကိုတွေ့မြင်ရပါတယ်။တန်ပန်းနဲ့ဗုဒ္ဓဝင် ပြောက်ွက်တွေကိုပုံဖော်ထားတာဖြစ်ပါတယ်။ ကျေးဇူးဖျားကြီးမှာရှိတဲ့ဗုဒ္ဓရုပ်ပွားတော်ပုံတွေအကုန်လုံးဒီဘက်ကជីနဲ့ပြုလုပ်ထားတာပဲဖြစ်ပါတယ်ဒီကျေးစင်တူတော်တွေကိုလာရောက်ပြီးတော့ရောင်တော်ဖွင့်ပေးတဲ့အဖွဲ့လေးရှိပါတယ်ကျွန်တော်လည်းတခါလာပြီးတော့ရောင်တော်ဖွင့်မှာကူညီပူးပါတယ်ငကယုံဖျားပုံတော်ဖြစ်ပါလေ ်ဟဲ့ဆိုဖေရဒုက္ခစရိယကျင့်နေတဲ့ရုပ်ပွားတော့ပဲဖြစ်ပါတယ်။အခြေရာရောင်တော့ဖွင့်ထားတဲ့အတွက်အတော်လေးကိုပြောင်းလဲနေပါခင်ဗျာ။ကုန်တဲ့ညီတော်လည်းဦးကိုစံတော်ဆွနေတဲ့တယုတ်ဖို့ရုပ်ပွားတော်ပုံပဲဖြစ်ပါရဲ့ခင်ဗျာ။ အလာဝကဘလူကိုအောင်တော်မူခံဖြစ်ပါတယ် လူโซ၏အင်ကူရီမာလာကိုချွေချွတ်ခံအောင်တော်မူခံဖြစ်ပါသည် ဒိဋ္ဌိတို့နဲ့သူ့ရဲ့တပည့်မှစိန်စမာနာကိုအောင်တော်မူခံဖြစ်ပါတယ်။ မှန်နဲ့ကိုအောင်တော်မူခြင်းဖြစ်ပါတယ်အနတ္တအတ္တလို့ဆွဲထားတဲ့တိတိကိုအောင်တော်မူခြင်းဖြစ်ပါတယ် နန္ဒောပနန္တနဂါမင်းကိုအောင်တော်မူခဲ့ဖြစ်ပါတယ်။ပိသဝကိငါဟုကိုမြတ်စွာဘုရားကတရားဥဒ္ဓမေဆက်ချဟောနေတဲ့ရုပ်ပွားတော်ပုံတွေပဲဖြစ်ပါတယ်။ အရှင်ကောတင်ညာအရှင်ဝိပအရှင်ဗတ္တိယရှင်မဟာနဲ့ရှင်အတ္တဇီရောပဲဖြစ်ပါတယ်ရှင်တိဝလိယဟန္တာ 早上也吃饭嘞。 ကျေးဇူးဖရာကြီးမှာထူးခြားတာတကူကတော့တန်ပန်းနေနဲ့ဖရာပုံတော်တွေကိုအကြည့်ကားချက်ပုံလည်းမျိုးနဲ့ဖန်တီးပြီးတော့အလှဆင်ထားတာပဲဖြစ်ပါတယ်။တခြားဖရာတွေမှာတော့ဒီလိုမျိုးတန်ပန်းနဲ့ပုံဖော်ပြီးတော့အလှဆင်ထားတာကိုမတွေ့ဘူးပါခင်ဗျာ။ ုမြင်တွေ့နေရတဲ့မှန်ရှုပ်ကထဲမှာထည့်ထားတဲ့အရာတွေကတော့ရှေးဟောင်းပစ္စည်းပုံစံမျိုးတွေပဲဖြစ်ပါတယ်။ရှေးဆက်ဆက်ကလှူထားတဲ့အလူရှင်တွေရှေးဟောင်းပစ္စည်းဖြစ်ပုံများပါတယ်။ မပြည်မှာအသုံးပြုခဲ့တဲ့မြန်မာငွေကျပ်အချို့ကိုထည့်သွင်းထားတာကိုလည်းတွေ့ရပါတယ်။နိုင်ငံခြားငွေအမျိုးအစားအချို့ကိုလည်းတွေ့မြင်ရပါတယ်။လက်ဝဲကဏ္ဍများကိုပြထားတာကိုလည်းအခုလိုပဲတွေ့မြင်ရမှာဖြစ်ပါတယ်။ ဘုရားရဲ့အလှူရှင်အလှူတရားကအလှူတရားကမှပုံမှန်လေးဖြစ်ပါတယ် ခေအဆက်ဆက်ကနေပြီးတော့တင်စီထားခဲ့တဲ့မြန်မာမှုရှေးလက်ရများပဲ ဖြစ်ပါတယ် ခုတွေ့မြင်ရမှာတော့ဖရားကြီးကိုအရှင်တော်ကကလူခဲ့တယ်။အုတ်ရှောင်နဲ့မကိုက်တော့ပဲဖြစ်ပါတယ်။ဖရားရဲ့ညင်တော်ကတော်တော်လေးကြည်ရတဲ့အတွက်အုတ်ရှောင်လို့မကိုက်လို့ပါလေ။တော်တော်လေးကိုကြည်ပါရဲ့ခင်ဗျ။ ဘုရားတပတ်အဖို့မျောပြီးဖြစ်တဲ့အတွက်ပြန်มาတော့မယ်ခင်ဗျာအခါအခွင့်တင်လို့ရန်ကုန်မြို့ရောက်ရှိခဲ့မယ်ဆိုလို့ရှိရင်ရန်ကုန်မြို့ဗဟန်းမြို့နဲ့ရွှေကုန်းဘုရားအရှိဘက်မုံနဲ့ဟီတာရှိလမ်းတောင်မှာရှိရဲ့မဟာဇီယာ အတူလာမှလည်းစိတ်ကျေတုံဖရာကြီးကို လာရောက်ပူမြော်ကြဖို့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာပူမြော်ခဲ့ရသူအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ် ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်။နောက် video လေးမှာပြန်လည်ဆုံတွေ့ကြပါစို့။ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ။